ကျွန်တော်ရဲ့မိတ်ဆွေကြာသာဝေးသားမိများဟာအခုဖြတ်တန်းဝင်ရောက်လာတဲ့ဒီ၅လပိုင်းဆိုတဲ့အချိန်ကာလအတွင်းမှာအလောက်ကိုင်းနေတဲ့ပတ်သက်ပြီးတော့ချင်းကအခက်ခဲကြံ့ကြာနေတဲ့ပုံစံမျိုးတွေဖြစ်တတ်ပါလေ။အဲ့တော့ကိုလုံးနေတဲ့အလုပ်တွေကမပြီးပြတ်တာပေါ့မပြီးစီးတာပေါ့ကြံ့ကြာနေတာပေါ့လက်ဆက်မတတ်တာအဲ့လိုမျိုးတွေဖြစ်တတ်ပါလေ။နောက်အလုပ်လုပ်ချင်းကိုင်းနေတဲ့စိတ်တွေအားနည်းနေတဲ့လိုမျိုးဖြစ်တတ်တယ်။ဒီလောက်ကိုလုံးသာလုံးနေတဲ့စိတ်မပါဘူး။ မလုံချင်ဘူးဟိုကလုံချင်လို့ဒီကလုံချင်လို့လို့ဟိုကြောင်းချင်လို့ဒီရွှေ့ချင်လို့လို့အဲ့လိုမျိုးတွေဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ဒီကာလအတွင်းမှာအလုံးနဲ့ပတ်သက်ပြီးတော့စိတ်ထွေးဟာများစရာတွေကြုံရတတ်တယ်။နောက်နေရာထိုင်ခင်းလည်းအဲ့လိုပဲ။ဒီမှာနေနေရတယ်ဒီမှာသာနေနေရတယ်ဒီမှာမပြောဘူး။ဟိုသွားကျင်တယ်လို့ဒီဟိုလာကျင်တယ်လို့ဟိုတောင်းကျင်တယ်လို့ဒီရွှေ့ကျင်တယ်လို့အဲ့လိုမျိုးတွေလည်းပဲဖြစ်နေတတ်တယ်လို့တွေ့ရပါတယ်နော်။ ဲ့တော့အလုတ်ကန်တို့နေရာထိုင်ခင်းတို့နဲ့ပတ်သက်ပြီးတော့လုံလုံရရာကြီးမကောင်းဘူးလို့တော့ဆိုလိုတာမျိုးမဟုတ်ပါဘူးဒါပေမဲ့နည်းနည်းတော့ညံ့ကျင်တယ်လို့ဆိုရမယ့်ချိန်မာလာကိုရောက်နေခြင်းဖြစ်ပါတယ်ငွေကြေးလက်လာပါပိုင်းမှာရောတဲ့တော်တော်လေးကောင်းပါတယ်တော်တော်လေးမှတော်တော်လေးကောင်းပါတယ်အဲ့တော့ဝင်လာမဲ့လမ်းကြောင်းတွေကတချို့ဆိုလို့ရှိရင်မထင်မှတ်တဲ့မမျှော်လင့်တဲ့လမ်းကြောင်းတွေကနေငွေကြေးစုလိုက်ပုံလိုက်ဝင်လာတာမျိုးတွေရှိနိုင်ပါတယ် ဒါမျိုးငွေဝင်နိုင်တဲ့လမ်းကြောင်းတွေကို ဖွင့်ထားလို့ရပါတယ်เนาะနောက်ဒီချိန်ကာလအတွက်မှာအလှူဒါနကုသိုလ်ကောင်းမှုတွေလည်းပဲပြုလုပ်ရတာပါတယ်เนาะနောက်ထပ်ဘာတွေကောင်းတာရှိသေးလဲဆိုတော့ခยีကြူအားကောင်းနေတာဖြစ်တဲ့အတွက်ခยีသွာလာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါလိမ့်မယ်။သွားမှုယူရတဲ့ခยีတွေသွားပြစ်မယ်။သွားပြစ်လာပြစ်တဲ့ခยีတွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပါလိမ့်မယ်။ ခရီးနဲ့အကျိုးပေးတဲ့ကလာတာအာလာဖြစ်ပါတယ်။နောက်ပညာရေးပိုင်းတော်တော်လေးကောင်းပါလေ။ပညာရေးပိုင်းဆိုင်ရာကိစ္စရပ်တွေမှာအောင်မြင်မှုတွေတိုးတက်မှုတွေကိုရရှိမယ်။စာမွေးကိစ္စတွေ၊သင်တန်းကိစ္စတွေ၊အင်တာဗျူးကိစ္စတွေ၊စသဖြင့်ကျောင်းဝေးစာတွေမှာအဆင်ပြေပါလိမ့်မယ်။နောက်တစ်ခုဘာသာရေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲအလွန်ကောင်းတဲ့အချိန်ကာလဖြစ်ပါတယ်။ဘာသာရေးအလုပ်တွေလုပ်ဖြစ်လိမ့်မယ်။ ကိုလုံးနေတဲ့အလုပ်တွေမှာပြင်းပြောင်းအောင်မြင်မှုတွေကိုရရှိမယ်အတိတူးညံတူးအတွေးတူးအမြင်တူးတွေဝင်လာတတ်ပါတယ်။နောက်မိကောင်းဆွေကောင်းဆရာသမားကောင်းတွေအခုညီကောင်းတွေအကြံကောင်းညံကောင်းတွေကိုလည်းပဲရရှိစေတတ်တဲ့ဆိုတာကိုတွေ့ရပါတယ်။တချို့တော့မျိုးကိစ္စလိုဟာမျိုးအမွေကိစ္စလိုဟာမျိုးဆောင်ရရမယ်ကြာလာပြီးသားသမီးတွေဆိုရင်လည်းအောင်မြင်မှုရှိလိမ့်မယ်ဆိုတော့ ချိန်ကာလဖြစ်ပါတယ်ခင်ဗျာ။နောက်ကျမ်းမာရေးဘိုင်းအတွက်မိခဲ့မယ်ဆိုရင်လည်းဒီချိန်ကာလဟာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အလွန်ကိုပဲဒါကောင်းမွန်နေတဲ့အချိန်ကာလပါ။ညံ့နေတဲ့သူ ရှိခဲ့မယ်ဆိုတော့မှပဲဒါကောင်းမွန်တိုးတက်မှုတွေကို ရှိလာပါလိမ့်မယ်နော်။ကဲတော့တစ်ဖက်မှာဘာလေးတွေမှညံ့တတ်တာလေးတွေရှိသေးလဲဆိုတော့သူတစ်ပါးရဲ့အပြစ်တွေညွန်ညင်တာလေးတွေခံရတတ်တယ်။လူမှုပေါင်းတဲ့ဆက်ဆံရေးမှာတချို့သောသူတွေရဲ့အငြင်းမကြည်မှုလေးတွေကို ခံရတတ်ပါတယ်เนาะသူများရဲ့စောင်းမြောင်းမှုလေးတွေရှိတတ်ပါတယ်ဒါကတော့အပေါ်ယံပါပဲဗျာเนาะတအားကြီးတော့အောသာမဖြစ်ပါဘူးเนาะနောက်တစ်ခုယံများတယ်เนาะယံများတယ်အနှောင့်ယှက်များတယ်ပေါ့သတိပေးနေလဲတော့ထားပါအမှုကိစ္စလိုဟာမျိုးပြဿနာလိုဟာမျိုးတွေနဲ့တန်းနိုင်တွေရှောင်ပါတချို့သောပြဿနာတွေကမရှောင်လိုက်လို့ထိတဲ့အတွင်းမပြီးတော့ဘူးပြဿနာတွေကပိုပြီးကြီးသွားမယ်ပိုပြီးတော့ဆိုးသွားမယ် အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်အဲ့ဒါလေးတွေကိုဂယူ site စေလိုပါတယ်ခင်ဗျာเนาะကြတာကတော့ကြာသာဘေးသားမိများတဲ့ဘေးရင်ကိန်းကကိုကြည့်ပြီးတော့ကျွန်တော်ဒါလိုအပ်တာလေးတွေကိုဟောပြောပေးခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဒါ terror ကန်နဲ့လည်းပဲဒါကြာသာဝိသားမိများရဲ့မေလာတလတာကန်ချမကိုဖတ်ကြားပေးပါဖြစ်ပါတယ်။အဲ့တော့ဂျာပြကြောင်ညာဝင်ခြင်းတာကကျွန်တော်ရှိမှာတဝူးချင်းတယောက်ချင်းဘေးရင်မေးခြင်းနဲ့မိတ်ဆွေများနေနဲ့ကျွန်တော်ရဲ့ TikTok Messenger မှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုလာရောက်တောင်းပြပါအဲ့ဒီကနေဆက်သွယ်ပြီးတော့ဗီဒီယိုမြင်ရလို့ရပါတယ်။ တော့ဘီဒီမင်းမြတ်တဲ့ကောင်မှာတူးချင်းတယောက်ချင်းရဲ့ဘီဒီဒိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဘီဒီဟော့စတန်ဒင်ကိုပြင်ဆင်ဆောင်ရွက်ရပါတယ်အဲ့တော့ဘဝတသက်တာနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့စိတ်ငြိစရိုက်တွေဆောင်းဝန်းဆောင်းဝန်းတွေဖားစာတာနဲ့ပတ်သက်တဲ့အဟောတွေနောက်ဒီနှစ်ပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေရေရရာတွေဒီလပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေကိုကျွန်တော်ပို့ပေးပါတယ်အဲ့ဒီဘက်ကတော့ညံမှုတော့ကကျွန်တော်2000ကျပ်ယူပါတယ်။စည်ရင်းပြီးပြီးတည့်ရက်2ရက်လောက်ထိစောင့်ပါပါတယ်ဗျာနော်။ နောက်အရင်တော့ကျွန်တော်ကြင်ညာထားတဲ့ရန်ကုန်မှာဘီနိုဟောကန်ဖွဲ့လေးဖွင့်ဖို့ရပါလေပဲစီစဉ်နေတော့မှရှိပါတယ်ဒါပေမဲ့အခုလောလောဆယ်ကျွန်တော်ရန်ကုန်မှာရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်ကိုအရေးကြီးကိစ္စရှိလို့အပြစ်မှလူတွေ့ဘီရင်လာရောက်မေးမြန်းကျင်တဲ့သူတွေဆိုရင်ဒီ၅လပိုင်းတစ်ရက်နေနဲ့နှစ်ရက်နေကျွန်တော်ဒါရန်ကုန်ကရွှေဘုံတိုင်းဟိုတယ်မှာရှိပါတယ်เนาะအဲ့တော့ဒါအပြစ်မှအဲ့တွေ့ကျွန်တော်လက်ခံပါတယ်ဆိုတော့တကယ်မေးကျင်တဲ့သူတွေက Viber ဖုန်းနံပါတ်ရှိလို့ Viber ဟိုပဲဖြစ်ဖြစ် Telegram ဟိုပဲဖြစ်ဖြစ်ဒါပေမဲ့ TikTok Messenger ဟိုပဲဖြစ်ဖြစ်အရင်တော့ဆက်သွယ်ပေးပါခင်ဗျာနော်ကဲတော့ကြာသာဝေးသားမိများတွေဆက်လက်ပြီးတော့ကျွန်တော်တေရော့ခါလေးနဲ့ကြီးစုပေါ်ပြပေးပါမယ် ဆရာလာပေးသားမီးတော်တော်များများဟာဒီ၅လပိုင်းထဲမှာပြီနာမည်ကြီးသမင်းငတ်လိုပုံစံမျိုးဖြစ်တတ်တယ်เนาะအဲ့တော့နာမည်ကြီးသမင်းငတ်ဆိုတာကသူများတွေအမြင်မှာကိုကဟာအားကြားရလောက်အောင်ပေါ့เนาะအစဉ်ပြေမှုတွေအာတိုးတက်အောင်မြင်မှုတွေရှိနေတယ်ဒါပေမဲ့တကယ်တမ်းကျအဲ့လိုမျိုးမဟုတ်ဘူးเนาะနာမည်ကြီးသမင်းငတ်ဖြစ်နေတယ်အကုန်လုံးတော့မဆိုလိုပါဘူးတချို့သောကြာလာပေးသားမီးတွေပြောတာပါဒီကာလအတော်တွင်းမှာ အကုံကြားတွေတအားများရတဲ့နော်သဆန့်တွေအထွက်ပြုတွေရှိတတ်တယ်အကြံဉာဏ်ပေးကြတာအလှူဒန်းတွေလုပ်ပေးပါအလှူဒန်းလုပ်ရင်ချက်ချင်းညံပြန်ပြီးတော့အကျိုးပေးတတ်တယ်အလှူဒန်းမလုပ်ဘူးဆိုရင်အလဟဘတ်ထွက်ပြီးတော့သုံးဖြိုးလို့ပုံသားတာလေးနဲ့ဝေးတွေအထွက်ပြုတွေပုံများပို့ပြီးတော့များသွားတတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရပါတယ် နာမည်ကုန်တဲ့ကြော်သောစီတဲ့အချိန်ကာလလို့ပြောလို့ရတယ်။ထင်ပေါ်မှု ပေါ်လွင်မှုဖြေရှားမှုတွေဖြစ်စေတဲ့ကာလပါ။ကြီးမားတဲ့တိုတက်အောင်မြင်မှုတွေလည်းပဲရရှိနိုင်ပါတယ်။တဲရွက်ကကမညံ့ပါဘူးเนาะအကောင်းနမိတ်ဖြစ်ပါတယ်။အဲတော့ရေရရာလေးဘာပေးခြင်းလဲဆိုတော့ဖျားမှာသတိတပတ်ကံထုတ်ပေးပါ။ဘာသတိပဲဖြစ်ဖြစ်ဘယ်နဲ့မျိုးပဲဖြစ်ဖြစ်လို့လို့ရပါတယ်။ပကံတဲ့ကိုသတိကိုအလုံးလိုက်မဟုတ်ပဲနဲ့ ခွဲခြားစိတ်ပြပြီးတော့ကတ်လူပူတော့ပြီးတော့ဆူတောင်းပေးခြင်းအပြင်ကြာသာဝေးသားမိသားရဲ့မေလာတလာတာကလည်းဒီမှာကံနေလက်ပြပွင့်လာပါပြီ။အခုကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ရှုတဲ့အခါမှာကိုယ်နဲ့တိုက်ဆိုင်မှုရှိတဲ့နောက်သဘောကျနှစ်သက်တဲ့ဆိုအပေါ်မှာ comment လေးတွေရေးပေးခဲ့ပါအောင်။ like share လေးတွေနဲ့အားပေးပါအောင်။အဆုံးထိကြည့်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။